ခက်ခဲနေပြင်းပိုခိုင်းပို့ပြင်းအခက်ခဲတဲ့လူရဲ့စွမ်းဆောင်ရမြင့်နေရအခက်ခဲရ30ဆိုစွမ်းဆောင်ရတရအခက်ခဲ100ဆိုစွမ်းဆောင်ရတထောင်အခက်ခဲ100စွမ်းဆောင်ရတပေါင်းဟာလာအခက်ခဲ100စွမ်းဆောင်ရတသိန်းအဲ့လိုမျိုးကျွန်တော်ကအခက်ခဲတဲ့ကိုယ့်ရဲ့စွမ်းဆောင်ရမြင့်မြင့်အဲ့အခက်ခဲပြေးရကျွန်တော်ရဲ့ idol ကြီးကအကိုကြီး Ronaldo ပေါ့နော် Portuguese Ronaldo သူ့ကိုကျွန်တော်အားကြတယ်သူ့ရဲ့စူးစမ်းဆောင်ရွက်မှုတွေအားကြတော့ကျွန်တော်ဒီ ကိုယူရော်နယ်ဒိုကိုအားကျတယ်အောင်ခံပိုင်ကမတိအောင်ဟာကြီးဟာဒါပေမဲ့အားကျနေုံတက်တက်နဲ့အားကျတယ်လို့ပြောရင်မြန်မာမာရောကဘာမာရောရော်နယ်ဒိုအားကျတဲ့လူတွေအများကြီးပဲကျွန်တော်ရဲ့အားကျမှုဟာရလက်ဖြစ်ကသူ့အားယူကျွန်တော်အင်တိုက်အားတိုက်ကြိုးစားအခုဆိုရင်တလောက်ကိုကျွန်တော်ဆယ်စီးကြီးထုတ်တယ်ဟောတလောက်ကိုဆယ်ပုတ်ထုတ်တယ်ပေါ့နော်တလောက်ကိုကျွန်တော်တချင်းဆယ်ပုတ်ထုတ်တယ်ဒါတနစ်ကို12စီးကြီးနှုံးတယ်ရော်နယ်ဒိုကြီးရဲ့အတွင်းကိုကျွန်တော်အမိလိုက်ဟုတ်ကဲ့ဟုတ်ကဲ့ ကျွန်တော်အတန်ကိုကျွန်တော်ဘယ်လိုထင်လဲအတန်ကောင်းတဲ့နေရာမှာပါတယ်အတန်လဲချိုးပြီးတော့ဒီအတန်ရဲ့အနေအမြင့်အတက်အကျတွေကျွန်တော် vocal guide training vocal training ပေးနေရတဲ့သူဆိုတော့ဒီဘောဟိုပါဗောဗျာဒီစာရေးဆရာတချို့ကြီးပွားတိုးတက်ချမ်းသာတယ်လို့ဗောသူတို့ချမ်းသာခြင်းရဲ့လမ်းကြောင်းသူတို့သိတာဗောသိတော့ဟိုနေ့ကတော့စာရေးဆရာဆရာလင်းတိုင်းညွှန်ပြောတော့အားလေခင်ဗျားတို့စာရေးဆရာတွေရတယ်ခင်ဗျားတို့အောင်မြင်ဟောပြောပွဲကျင်းပတယ်ခင်ဗျားတို့ဟိုဟောပြောတာလာကြည့်ရလို့ချမ်းသာမချမ်းသာတော့မသိဘူးခင်ဗျားတို့တွေအောင်မြင်ပြီးချမ်းသာလာတယ်ဟိုအောင်မြင်ရဲ့အကြောင်းကို तू ကသိတော့ သူကချမ်းသာတာပေါ့အခုလည်းမတည်အောင်ဟာဒီအတန်ကိုထိန်နေပေးတယ်လို့အတန်အကြောင်းကောင်းကောင်းသိမြန်မာနိုင်ငံမှာလူသိများတယ်ဘာလို့လဲကြွားများများကြွားအဲလူသိများတီးတီးတာတာဘာကြောင့်လဲဆိုတော့မတည်ရင်မသာဖြစ်မယ် မင်္ဂလာပါအောင်ခန့်ပိုင်မတိယုံဟာဖြစ်ပါတယ်ခင်ဗျာအဲမီဒီယာတွေနဲ့ထိတွေ့တဲ့အစီအစဉ်လေးတော့အနှဲငယ်ကျွန်တော်ဒါလက်ဟနေတာပေါ့ဘာဖြစ်လို့လဲကျွန်တော်တချင်းတွေကိုအဓိကမတိယုံဟာဆိုပြီးတတိုင်းနှစ်ပြည်လုံးတည်သွားတယ်နိုင်ငံသားရောက်မြန်မာတွေတည်တယ်လို့နိုင်ငံသားသားတချို့တော့တည်ပါတော့ရှေ့မှာကျွန်တော်ပရာဘရာဇီနဲ့ဖြေခဲ့တယ်လို့ပေါ့နော်ဦးလေးစီဒန်းတို့ဦးလေးဖခန်းတို့အကိုကြီးရော်နယ်ဒိုတို့အကိုကြီးမက်ဆီတို့ညီလေးမောင်အမ်ဘာပေတို့ညီလေးမောင်ဟာလန်တို့တော့တည်ရှိသွားတယ် နော်မတိယုံကအောင်ခန့်ပိုင်ဆိုတော့အဲ့လိုသိရှိသွားတဲ့နောက်ပိုင်းမှာကျွန်တော်ပရိသတ်တွေကိုအနုပညာအစစ်တွေအများကြီးပေးနိုင်ဖို့စ조사နေပါတယ်အဲ조사နေတဲ့အကာလတော့ကျွန်တော်ဒါမီဒီယာတွေနဲ့အနှဲငယ်လေးဟာနေတယ်ဗောနော်ကျွန်တော်တလောက်အခုဆိုရင်တလောက်10ပုတ်နှုံးနဲ့တောက်လျှောက်တချင်းတွေထုတ်ပေးနေပါအခုဆို CD 20 CD 20မှာကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ CD က10 CD ကလောင်စုံက10 CD ဗောအဲထူးထူးခြားခြားဖြစ်အောင်ဒီတေးတေးဆိုလက်ရှိဟို ကိုကိုတိုင်းရေးဆိုတာတော့ဆယ်စီးတိရှိပါတယ်ဟုတ်ကဲ့တချင်းနေရတော့ကျွန်တော်ထုံးစံတိုင်းကျွန်တော်ဇက်တိုက်ဇက်တိုက်လုပ်ဖြစ်နေပါတယ်เนาะတချင်းရတော့ကျွန်တော်တလောက်10ပုတ်နှုံးနဲ့ကျွန်တော်အဓိကတချင်းကိုဦးစားပေးပြီးတော့လုပ်တယ်ဒီရက်ထဲမှာတော့ကျွန်တော်အဓိကဟောပြောပွဲတွေလည်းကျွန်တော်ဖိတ်တဲ့အတွက်ဟောပြောပွဲတွေပါဒီပွဲရာဒီမှာတေးတချင်းတီဆိုမှုနဲ့အတူဟောပြောပွဲတွေပါတွဲဖက်ပြီးတော့လုံပိုင်ခွင့်ရလာတယ်ဗောလောက်ကင်ခွင့်ရလာတော့တယ်ပြောပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ရဲ့ဘဝအတွေ့အကြုံစာပေအတွေ့အကြုံတင်နန်းအတွေ့အကြုံတွေကျွန်တော်ကမော်ဒီပေးနေတာဗောနော် အန်ဂျီပေးခြင်းတော့အဲ့ဒီကျွန်တော်ရဲ့ဒီဟောပြောပွဲအခွင့်အရေးရအောင်လို့အဲ့ဒါဖိတ်ခေါ်တဲ့အစီအစဉ်တစ်ခုကျွန်တော်လှိုင်းတားရမှာတကြိမ်လှိုင်းတားမှာတော့ကျွန်တော်ဘာကောင်းစင်နဲ့ဟောပြောလဲဆိုချစ်တဲ့စိတ်ဖြင့်အလုပ်လုပ်ပါပြီးတော့ကျွန်တော်တန်လျင်မျိုးမှာမတိယုံဟာဆိုတဲ့ကောင်းစင်နဲ့မတိယုံဟာမှာ deprivation ရှိတယ် deprivation ကဘယ်လိုအထိပ္ပယ်အဲ့လိုလေးကျွန်တော်အစီအစဉ်တကြပါနော်ဟောပြောဖြစ်ပါတယ်အဲ့ဒီဟာတွေကလည်းအရန်ကိုခုလိုင်းပေါ်မှာမတိယုံဟာရဲ့ဟောပြောပွဲမတိယုံဟာရဲ့ဟောပြောပွဲဆိုတော့တောက်လျှောက်ပေါက်နေတယ်ထရန့်ဖြစ်နေပါဟုတ်ကဲ့ ဟောပြောပွဲကတော့ကျွန်တော်အခုနှစ်ပွဲမှာတော့ကျွန်တော်အနုပညာကြီးရဲ့လို့မယူပါဘူးကျွန်တော်ဖျော်ဖြေတဲ့အပိုင်းမှာပဲကျွန်တော်ဟိုပါဘောအနုပညာကြီးယူလိုက်တယ်ဟုတ်ကဲ့ဟောပြောပွဲနေ့နဲ့ဆက်ပြီးမြင်ရမှာပါဘာလို့ဖိတ်ထားတာတွေအများကြီးအခုပြည်တွင်းပွဲတွေချို့နိုင်ငံခြားပွဲတွေလည်းဖိတ်ထားရှိတယ်နိုင်ငံခြားဆိုကျွန်တော်စင်ကာပူရှိတယ်မလေးရှားရှိတယ်စင်ကာပူမလေးရှားကတော့ကျွန်တော်လနေနေချားမယ်အော်နိုင်ငံခြားပွဲကိုကျွန်တော်ပေးဖို့ကကြတော့မြန်မာနိုင်ငံကအခုပွဲရသည်ဖြစ်တော့တော်တော်လေးပွဲကျက်တယ် ခုမိုးရင်းပိုင်းတော့မတိယုံကတလားကို၄၅ရှစ်ပွဲလောက်ဆိုနေရတယ်ခုຫນွေဆိုလဲကျွန်တော်ထင်တယ်ပွဲကြီး20ကျော်လောက်ဆိုရမယ်အဲ့20ကျော်မှာကျွန်တော်တီဆိုရတဲ့ပွဲရယ်ပြီးတော့ဟောပြောပွဲရယ်ဆိုတော့ဒီစင်ကာပူမလေးရှားကကမ်းလန်းတဲ့အစီအစဉ်ကိုပေးမှာကျွန်တော်ဘာလို့နိုင်ငံခြားပွဲတွေလဲစတင်လက်ခံလိုက်ပြီဟိုအရင်မီဒီယာတွေနဲ့တွေ့တော့ကျွန်တော်နိုင်ငံခြားပွဲတွေလက်မခံဘူးလို့ပြောခုနိုင်ငံခြားပွဲတွေကျွန်တော်လက်ခံလိုက်ပြီနိုင်ငံခြားကိုဟောပြောမှုအခုဖိတ်ထားတဲ့အစီအစဉ်လေးကျွန်တော်လက်ခံထားပါဟုတ်ကဲ့လူပညာကြီးနိုင်ငံခြားကိုဘယ်လိုယူရမလဲနိုင်ငံခြားပွဲတွေဝဲမှမဆိုဘူး ဖြစ်တယ်ဟိုရှေ့မှာဒါကြောင့်နီးစက်ရကျွန်တော်နဲ့ဈေးကွက်တူတဲ့သူတွေရှိတယ်အဲဈေးကွက်တူတဲ့သူတွေနဲ့ကျွန်တော်အနေငယ်နည်းနည်းပို့ယူမယ်ပေါ့အဲဘာဖြစ်လို့လဲမသိဘူးဟောကဖြစ်နေတဲ့အတွက်အနေငယ်ပို့ယူမယ်တလောက်ပါမယ်ဟုတ်ကဲ့ရန်ကုန်ဘွဲကြတော့ဘယ်လိုယူလဲရန်ကုန်မြို့ပေါ်မှာတော့ကျွန်တော်အခုက20ဝန်းကျင်နဲ့သွားပါတယ်ဟုတ်ကဲ့ဝေးတဲ့ပြည်ကြတော့ဝေးတဲ့အခါကျတော့တချို့ဒီမန္တလေးလောက်ဖြစ်သွားရင်30ဝန်းကျင်ပေါ့တအားဝေးွားတော့တချို့ဘွဲတွေကတော့တချို့ဘွဲတွေဆိုရင် 40 50အဲ့လိုရတာရှိပါဟုတ်ကဲ့ဝင်လေးရသည်ဆိုကျွန်တော်ထင်တယ်ဒီနှစ်ပွဲကြီး20ဝင်းကျင်အထက်လောက်တော့ဆိုးရမယ်ထင်တယ်ဘာလို့ဟောပြောပွဲတွေပါထပ်တိုးလာတာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်တယ်အခုရှေ့မှာပြောခဲ့တဲ့ဟာတော့မယူဘူးပေါ့နောက်ပွဲတွေတော့ကျွန်တော်မပြောတတ်သေးဘူးဗျာဟုတ်ကဲ့ဂီတာအပြင်ကျွန်တော်သွားကျင်တာအရင်ပြဝေမှုအပိုင်းကိုကျွန်တော်သွားကျင်တယ်ကျွန်တော်သိထားတဲ့အသည့်တွေကျွန်တော်ရဲ့အတွေ့အကြုံတွေပြီးတော့သင်တန်းအတွေ့အကြုံတွေဘဝအတွေ့အကြုံတွေစာပေအတွေ့အကြုံတွေကိုတချို့ကကိုယ်စီးပွားရေးတွေကိုလောက်ကင်ဆောင်ရွက်နေရတဲ့ပရိသတ်တွေကျွန်တော်ချက်ကင်အားပေးတဲ့ပရိသတ်တွေစာမဖတ်အားဖတ်ကျင်တော့လည်းမဖတ်အားတဲ့ အမျိုးတွေပြိသက်တွေကျွန်တော်ဖတ်မှတ်ထားတဲ့စာတွေကိုမျှဝေခြင်းအပြင်သူတို့တွေအတိတွေရလာတယ်အတွေ့အကြုံတွေပို့ပြီးတော့အမြင်တွေကျေလာပြီးတော့ဘဝမှာအလောက်ကင်ခွင့်လန်းတွေကိုဘယ်လိုရှာဖွေရတယ်အလောက်ကင်ခွင့်လန်းတွေနဲ့ဘယ်လိုတိုးတက်ကြီးပွားအောင်မြောက်လောက်ကင်ဆောင်ရွက်ရလဲဆိုပုံမိုသိရှိပြီးတော့ဒီထက်ကြီးပွားတိုးတက်ချမ်းသာအောင်မြင်ကျမ်းမာတဲ့ပျော်ရွှင်တဲ့ဘဝတွေကိုကျွန်တော် ိုင်ဆိုင်မှုတွေရစေချင်တယ်ဟုတ်ကဲ့ဒီရက်ထဲမှာတော့ကျွန်တော်များတယ်မအူပင်ရှိတယ်ပိုကလေးရှိတယ်ပြီးတော့ဟိုကမန္တလေးဘက်တွေလည်းများပါတယ်ဒီရက်ထဲလက္ခဏာပေါ့အဲ့ပွဲတွေပြင်ခုဟောပြောပွဲတွေကလည်းဂျားပေါက်ထပ်ပြီးတော့အခုငားလာတယ်ပေါ့ဟိုဟာဆက်တွေ့လာတယ်ပေါ့เนาะဖိတ်ခေါ်လာတယ်ပေါ့ဟောပြောပွဲတွေဟုတ်ကဲ့ကျွန်တော်ကတော့ဒီအခုဆိုမတိယုံဟာဒီရုပ်ရှင်ဂီတတပင်ဟာတာเนาะဆယ်လီပေါ့ဘယ်ခန္ဓာမှာမှမတိယုံဟာဒီဟို နေရာလက်မချန်အောင်တိုးပေါက်ဝင်ရောက်တာလဲဒါမီဒီယာကနေတဆင့်ပြည်သက်တွေလည်းတည်တယ်ကျွန်တော် official ကနေလည်းတည်တယ်မြေပြင်ဝေဟင်ပေါ့နော်အကုန်လုံးပြည်သက်တွေအားလုံးသိရှိနေကျွန်တော်ကဘာလဲအဓိကပေးချင်တာလဲဆိုတော့ဒီမော်ဒီဟိုခက်ခဲနေတယ်ဘဝတွေမှာခက်ခဲနေတဲ့အချိန်တွေမှာခက်ခဲသောအချိန်မှာမင်းကအပံမှာသုံးဖြစ်အောင်လှုပ်ဆဲနေတာခက်ခဲနေပြင်း ကိုခိုင်းပို့ပြီးအခက်ခဲတဲ့လူရဲ့စွမ်းဆောင်ရမြင့်နေရအခက်ခဲရ၁၀ဆိုစွမ်းဆောင်ရ၁ရအခက်ခဲ၁၀၀ဆိုစွမ်းဆောင်ရ၁၀၀အခက်ခဲ၁၀၀၀စွမ်းဆောင်ရ၁၀၀ဟာလားအခက်ခဲ၁၀၀၀စွမ်းဆောင်ရ၁၀၀အဲ့လိုမျိုးကျွန်တော်ကအခက်ခဲတဲ့ကိုယ့်ရဲ့စွမ်းဆောင်ရမြင့်မြင့်အဲ့ဒီအခက်ခဲပြေးရောအခက်ခဲကိုလူတွေကကြောက်တယ်အခက်ခဲကိုမကြောက်နဲ့တချို့အခက်ခဲတွေကအခွင့်အလမ်းပုံစံနဲ့လာတယ်နော် အခက်ခဲတွေကအဲ့ဒီအခက်ခဲကိုဖြေရှင်းလိုက်တာနဲ့အခွင့်အလမ်းတွေအများကြီးလာ ဒါဟုတ်တချို့ကမသိအခက်ခဲဆိုတာနဲ့ရအောင်လိုက်ရှောင်အခက်ခဲမကြုံကျင်လို့မရဘူးအခက်ခဲဆိုတာအနည်းနဲ့များရှိအဲ့ဒီအခက်ခဲကိုအခွင့်အလမ်းဖြစ်အောင်ဘယ်လိုလုပ်မလဲစိုက်ဆရာတူပြောသလိုပေါ့ပြဿနာတစ်ခုကြုံလာတယ်ပြဿနာခုကြုံလာတယ်ပြဿနာသည်ပြဿနာမဟုတ်ဘူးအဲ့ပြဿနာကိုပြဿနာလို့ထင်တာမှပြဿနာတယ်ဒါကြောင့်ထင်မြင်ယူဆချက်တွေကလည်းဘဝမှာအများကြီးအရေးပါမတိဟောသည်တချင်းဆိုတာလည်းပေါက်တဲ့တည်င်းပြောတာလည်းပေါက်ခုဟောပြောဝါးတွေလုံးတော့လေရက်ပိုင်းတွင်းကိုမီလီယံနဲ့ချီလို့ပေါက် ခုမီဒီယာတွေလည်းအခုမကြခင်ထပ်ပြီးတော့မေးကြတယ်မေးဖို့လည်းအခုဖုန်းတွေဆက်ထားတယ်ဗောဟောပြောပွဲတွေနဲ့ပတ်သက်ဘာကြောင့်ပေါက်တာလဲဆိုကျွန်တော်ဘဝတွေးကြုံစာပေအတွေ့အကြုံတင်တဲ့အတွေ့အကြုံတွေပြင်အတန်ကြောင့်ပေါက်တာကျွန်တော်ဒီအတန်ရဲ့မိတ်ကိုတည်ဘာဖြစ်လို့အတန်မှန်မှဟမ်မှန်မယ်အတန်မှန်မှဟမ်မှန်မယ်အတန်မှန်မှဟမ်မှန်မယ်ဆိုတာအဲ့ဒါမတိယောဟာမှာလောက်ခဲ့တာမဟုတ်ကျွန်တော်ရှေ့ရဆရာကြီးเนาะကျွန်တော်တို့ ARV တိုင်းသားကြီး Academy ဥတုခ ARV တိုင်းဒေသကြီးကြိုက်လက်မျိုးကဥတုခကရုပ်ရှင်ကာတကားမှာအခု အကယ်ဒမီအန်ဒီခင်ဆိုးပိုင်ခင်ဆိုးပိုင်နော်ကလောင်မီတိုင်းအမှုပညာမီတိုင်းခေါ်လိုက်မှာခင်ဆိုးပိုင်အန်ဒီခင်ဆိုးပိုင်ဟာရုပ်ရှင်နဲ့ဗီဒီယိုတရုပ်ဆောင်ဘွားမှာပဲရှိသေးတယ်အကယ်ဒမီခင်ဆိုးပိုင်မဖြစ်သေးတဲ့အချိန်မှာဥတုခရဲ့အဲ့ဒီ idea အဲ့ဒီစနစ်ကြောင့်အဲ့ဒီစနစ်ကရလက်ကြောင့်အန်ဒီခင်ဆိုးပိုင်ဟာအကယ်ဒမီခင်ဆိုးပိုင်ဖြစ်သွားတယ် ဘာလို့အန်ဒီကင်ဆိုးပိုင်ရုပ်ရှင်ကိုဘဘဦးဒုက္ခရိုက်နေတဲ့အချိန်မှာဘဘအသက်အရွယ်ကကြီးနေပြီအမြင်အာယုံတွေအားနေတယ်တို့တော့အချားအာယုံအားကောင်းနေဘဘအချားနဲ့ပဲမှန်းပြီးတော့သူ့ကိုတမိမရသေးဘူးအတန်မှန်မှဟမ်းမှန်းမယ်အတန်မှန်မှဟမ်းမှန်းမယ်အတန်မှန်မှဟမ်းမှန်းမယ်ဆိုတော့အင်တိုက်အားတိုက်တင်ပေးလိုက်လို့သူစိတ်တိုင်းကြပြီးတော့ယုံတင်လိုက်တာအဲ့ဒီကောင်းမှာပဲရုပ်ရှင်နဲ့ဗီဒီယိုတရုပ်ဆောင်အန်ဒီကင်ဆိုးပိုင်ကနေအကယ်ဒမီကင်ဆိုးပိုင်ဖြစ်သွားဒါကြောင့်အတန်ရဲ့အားတာချက်ပါနော်ဒီအတန်မှန်မှဟမ်းမှန်းမယ်ဆိုတာဒါကျွန်တော်တို့ ဘဝအတွေ့အကြုံရောစာပေအတွေ့အကြုံရောတဆင့်စကားတဆင့်ရောအဲဘဘဥတုခကျင့်သုံးခဲ့တဲ့ idea ပေါ့အဲ့ဒါကိုကျွန်တော်ဒီဘက်ဒီဘက်ခင်မှာကျွန်တော်ရဲ့ဘဝအတွေ့အကြုံနဲ့ပေါင်းဆက်ပြီးတော့အဲ့လိုပြန်ပြီးတော့သုံးဆွဲဖြစ်တယ်ပေါ့နော်အဲ့လိုသုံးဆွဲဖြစ်တော့အဲ့ဒီ idea ကတကယ်ကိုထိရောက်အဲကြောင့်လေကျွန်တော်ရဟောပြောပွဲတွေပောက်တယ်လို့ကျွန်တော်နေတော့ထင်မြင်ယူဆမိဟုတ်ကဲ့ကျွန်တော်အတန်ကိုကျွန်တော်ဘလို့ထင်တယ်အတန်ကောင်းတဲ့နေရာမှာပါတယ်အတန်လဲချုပ်ပြီးတော့ဒီအတန်ရဲ့အနေအမြင့်အတက်အကျတွေကျွန်တော်ဘောကယ်ကိုက် training ဘောက်ကဲ training ပေးနေရတဲ့သူဆိုတော့ဒီဟိုဟာပေါ့ဗျာဒီစာရေးဆရာတချို့ကြီးပွားတိုးတက်ချမ်းသာတယ်လို့ပေါ့သူတို့ချမ်းသာခြင်းရဲ့လမ်းကြောင်းကိုသူတို့သိတာပါတိတော်ဟိုနေ့ကတော့စာရေးဆရာဆရာလင်းတိုင်းကြောင့်ပြောတော့အားလေခင်ဗျားတို့စာရေးဆရာတွေအားလေခင်ဗျားတို့အောင်မြေဟောပြောပွဲကျင်းပါတယ်ခင်ဗျားတို့ဟိုဟောပြောတာလာကြည့်ရလို့ချမ်းသာမချမ်းသာတာမသိဘူးခင်ဗျားတို့တွေကအောင်မြင်ပြီးချမ်းသာလာတယ်ဟိုအောင်မြင်ရဲ့အကြောင်းကို तू ကသိတော့ तू ကချမ်းသာတာပေါ့အခုလည်းမသိအောင်ဟာဒီအတန်ကိုထိန်နေပေးတယ်လို့အတန်အကြောင်းကောင်းကောင်းသိဘယ်လိုက်မဟုတ်ကျွန်တော်သိတယ် ဘယ်ကျွန်တော်အဲ့ line ကိုဆိုတတ်ချင်မှာဆိုတတ်ဆိုနေတဲ့အတက်အကျကိုကျွန်တော်သိဒါမှားနေတယ်ဒါလွဲနေတယ်ဒါကီးချော်နေတယ်ဒါ melody လွဲနေတယ်ဒါတွေကလာကျွန်တော်သိသိတော့ကျွန်တော်ပြောမယ့်အတန်းအတက်ကျအတက်ကျအတက်ကျကိုဘယ်လိုသုံးသွားရမလဲဆိုတော့အဲ့ဒီသိတဲ့အချက်ကလည်းကျွန်တော်ရဲ့ interview တွေပေါက်စေတာကျွန်တော်တခြင်းပေါက်စေတာအခုတတင်းပေါက်တာအခုဆိုရင်စာပေဟောပြောပွဲတွေပေါက်တာလေအဲ့ဒါနဲ့လည်းဆိုင်မှာဟုတ်ကဲ့ဟုတ်တယ်ကျွန်တော်ကတော့ဟွာပေါ့ပြောမယ်ဆိုရင်တော့လက်တွေ့ဆန်တာပေါ့ဟဟ ला ကျွန်တော်ပြောတယ်ကျွန်တော်ရဲ့ idol ကြီးက အကိုကြီးရော်နယ်ဒိုပေါ့နော်ပေါ်ရိုဂီရော်နယ်ဒိုသူ့ကိုကျွန်တော်အားကြတယ်သူ့ရဲ့ကြိုးစားဆောင်ရွက်မှုတွေအားကြတော့ကျွန်တော်ဒီကိုကြီးရော်နယ်ဒိုကိုအားကြတယ်အောင်ခံပိုင်ကမတိအောင်ဟာကြီးဟာဒါပေမဲ့အားကြနေုံတတ်တတ်နေအားကြတယ်လို့ပြောရင်မြန်မာမှာရောကမ္ဘာမှာရော်နယ်ဒိုအားကြတဲ့လူတွေအများကြီးပဲကျွန်တော်ရဲ့အားကြမှုဟာရလက်ဖြစ်ကသူ့အားယူကျွန်တော်အင်တိုက်အားတိုက်ကြိုးစားအခုဆိုရင်တလောက်ကိုကျွန်တော်ဆယ်စီးဒီထုတ်တယ်ဟောတလောက်ကိုဆယ်ပုတ်ထုတ်တယ်ပေါ့နော်တလောက်ကိုကျွန်တော်တချင်းဆယ်ပုတ်ထုတ်တယ်ဒါတက်နစ်ကို12 CD နှုံးတယ် รอนโรเยียตัวเองกูจะเอามีไล่เข้าแกเข้า